တောင်မြောသားလူမျိုးရေးတက်မတော်တည်ရနယ်လေးဆုတ်ခွာသွားမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိန်မြို့နယ်ကို KIA PDF ပူးပေါင်းတပ်တွေကနေရာရှုလာနိုင်တယ်လို့နိုင်ငံရေးလှလတုံးသက်သူဆိုင်းမင်းက CNN သတင်းဌာနကိုပြောပါရယ်။တရုတ်စိုးရရဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းပေးမှုကြောင့်မြန်မာတက်မတော်နဲ့တည်ရနယ်လေးတို့အကြားကိုကြိမ်မြောက်ဆွေးနွေးပွဲအပြီးအောက်တိုဘာ26ရက်ကစတင်ကအပြစ်ခတ်ရစဲပြီးမိုးကုတ်နဲ့မိုးမိန်မြို့တွေကနေတည်ရနယ်လေးကဆုတ်ခွာမှာဖြစ်ပါရယ်။အဲ့ဒီလိုကြေညာပြီးနောက်ရှမ်းမန်းနေဆက်စီရေးအခြေအနေတွေရှုပ်ထွေးနေပြီး နေဦးတော်လိုင်းကာလအတွင်းတင်းယူခဲ့တဲ့ထင်းကျုံစိုးမိုးနေမြေတွေကိုအလွယ်တကူလက်လွတ်ဖို့မရှိဘူးလို့ MDY PDF ကထုတ်ဖော်ပြောဆိုထားတာပါ။ဒါကြောင့်မုံမိတ်မြို့မှာ KIA PDF ပူပေါင်းတပ်တွေနဲ့မြန်မာတပ်မတော်တို့တိုက်ပွဲပြင်းပြင်းထန်ထန်ပြန်ဖြစ်လာနိုင်တယ်လို့နိုင်ငံရေးလှိလာသုံးသက်သူစိုင်းမင်းက CNN သတင်းဌာနကိုပြောပါရယ်။ဒါနဲ့ဒီရှမ်းပြည်မြောက်ပိုင်းမှာမိုးမိတ်ဖက်လာတော့ အာဒီမိုးကုတ်အဆက်ထက်ပေါ့နော်ဒီမိုးနေဖက်မှာရောအဲ့ဒီဖက်မှာတော့တိုက်ပွဲဖြစ်လာနိုင် ပါတယ်ပြင်းပြင်းထန်ထန်ပေါ့နော်အတိကကတော့မိုးမိတ်ကအထီးရညာလေးစုတ်တယ်လို့အာဒီအဲစစ်စစ်စစ်ကော်မရှင်နဲ့တဘောသူတွေနဲ့အခုအတိကအဲ့မှာရှိနေတဲ့ဒီအာဒီ PDF တွေနဲ့ GIA တွေကလည်းမခံဘူးလေအရင်တော့လည်းမိုးမိတ်ကြလေဒီ GIA အနေနဲ့ အဝင်တိုက်ပြီးတော့မှဘီဒီတပတ်နှစ်ပတ်လောက်ထိန်းသိမ်းထားတဲ့အဆင့်ဖြစ်သွားတယ်နောက်ပိုင်းကျတော့ TNL ပြန်တိုက်မှတာ TNL သုံးမုန်းနေရဖြစ်ပြန်နေကြာရောက်တာပေါ့နော်အဲလက်တွေ့အဖြစ်ကတော့အဓိကတော့ဒီမိုးမိတ်ပေါ့နော်မိုးမိတ်ကနာကတော့ KIA နဲ့ PDF ပူပေါင်းတာကအာမြန်မာပြည်ယူနိုင်တယ်အဲ့လိုဆိုရင်ရှစ်ကောင်စီနဲ့တိုက်ပွဲပြန်ဖြစ်လာနိုင်ပါတယ်။မိုးမိတ်မြို့မြောက်ဘက်ရှိမဘိန်းမြို့ကိုတစ်တုံညာနှစ်ခုစစ်စင်ရေးကာလ2024ခုနှစ်ဇန်နဝါရီလမှာ KIAAA, ABSDF, KPDF ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ကြပေမဲ့လည်းပြန်လည်လက်လွတ်ခဲ့ရတာပါ။ဒါကြောင့် TNL တို့ဘက်ကဆုတ်ခွာမယ်လို့တည်င်းထုတ်ပြန်ပြီးနောက်လက်ရှိမှာမုံမိတ်ခရိုင်ဘေးကင်းလုံခြုံရေး KIA နဲ့ PDF တွေစတင်လှုပ်ရှားနေပြီဖြစ်ကြောင်းလည်းသိရပါဗျ။ ရှမ်းပြည်နယ်မှာမြမတက်မတော်နဲ့တိုက်ပွဲဖြစ်နေတဲ့တခုတည်းသောလက်နက်ကိုင်တပ်ဖွဲ့မှ TNL သားကြန့်ရှိနေတာဖြစ်ပေမဲ့လေမကြသေးမီကနှစ်ဖွဲ့ကြားနိုင်ငံရေးသဘောတူညီမှုရရှိခဲ့တဲ့အတွက်အပြည့်အခက်ရစဲလိုက်ကြပြီဖြစ်ပါတယ်။ဒီကင်းချင်းကိုကြည်ချင်းအပြင်ရှမ်းပြည်နယ်ရှိတိုင်းရင်းသားလက်နက်ကိုင်တွေဟာမြမတက်မတော်နဲ့အပြည့်အခက်ရစဲထားပြီဖြစ်တာကြောင့်ရှမ်းပြည်မြောက်ပိုင်းရှိတခြားဒေသတွေမှာစစ်ရေးလှုပ်ရှားမှုတွေမြင်ရနိုင်ပွဲမရှိကြောင်းနိုင်ငံရေးလှလာတုံးသက်သူဆိုင်းမင်းကစီရင်တဲ့တင်ထဏာကိုပြောပါတယ်။ အခုအချိန်ကြီးကြည့်တာတော့ဒီအရှမ်းပြည်မှာကလက်ရှိစစ်ကောင်စီကိုအဲတိုက်ပွဲစီနိုင်နေတာကရှမ်းပြည်ကြီးတိုက်တိုင်းတားလည်းနဲ့ကန်တော့ဖက်ဆိုကြည့်ရနေပြီရှိတယ်နော်အခုဒီဥမာ SSCP ဆိုရင်လည်းဒီ bilateral agreement ပြီးထောင်စုအဆင့်လက်မှတ်ရေးထိုးထားတယ်။အ CSS ဆိုရင်လည်းတနင်္လာလုံးအဆင့် NCA လက်မှတ်ရေးထိုးထားတယ်။ အဲလိုအခြေအနေပဲရှိနေတယ်ဆိုတော့တခြားဒေတာကတော့တိုက်ပွဲပြင်းထန်လာမဲ့ပုံတိုက်ပွဲဖြစ်လာမဲ့ပုံတော့မတွေ့ရပါဘူးဒီချမ်းပြည်မြောက်ပိုင်းတခြားဒေတာကတော့ထူးထူးထွေထွေအဲစီရေလှရှားမှုတွေအဲစစ်ကော်မရှင်နဲ့တိုက်ပွဲဖြစ်လာမဲ့အဲတက်တီကတော့အာမမမမြရဘူးနော်ပေါ့နော်2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပေါ်ထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ တိုင်းနာလနဲ့ကိုင်အဖွဲ့စီ EAO တို့နဲ့ပူးပေါင်းပြီးမြန်မာတပ်မတော်ကိုတိုက်ပွဲဖော်ဆောင်ရရှိတာပါ။အဲ့ဒီလိုတိုက်ပွဲဖော်ဆောင်ကြရမှာ EAO PDF ပူးပေါင်းတပ်ဖွဲ့တွေကနေမြေတွေတင်ပိုက်ရယူနိုင်ခဲ့ပေမဲ့လေအင်ဒီချင်းနိုင်ငံတွေကဂျောင်းဝင်ဆစ်ဆက်မှုတွေကြောင့်တွေ့ဆုံဆွေးနွေးကြတဲ့အခါမှာတော့မြန်မာတပ်မတော်နဲ့ EAO တို့သာသဘောတူညီချက်တွေရရှိခဲ့ကြပြီးတင်ပိုက်ရရှိထားတဲ့မြို့တွေကိုပြန်လည်လွှဲပြောင်းပေးရခဲ့ကြတာပါ။ကိုကန်တပ်ဖွဲ့ MNDA တို့လာရှိုးမြို့ကိုပြန်လည်လွှဲပြောင်းပေးရခဲ့စဉ်က ။ရေဦးတော်လိုင်းအင်အားစုတွေဘက်ကတစုံတရာလက်မခံတဲ့သဘောထားမျိုးမပြခဲ့ကြပေမဲ့လေ MNDAA နယ်မြေအတွင်းကနေထွက်ခွာခဲ့ကြရပါတယ်။ဒါပေမဲ့ TNL ဘက်ကမြို့နှမြို့ကိုပြန်လည်ဆုတ်ခွာပေးစင်မှာတော့လက်မခံတဲ့သဘောထားတွေပြသမှုအပေါ်စစ်ရေးနဲ့နိုင်ငံရေးအကြက်ခတ်တွေကြားမေးခွန်းထုတ်မှုတွေရှိပါတယ်။တခြားတစ်ဖက်မှာလည်း KIA ဟာမြန်မာတပ်မတော်နဲ့ငင်းကြံရေးဆွေးနွေးဖို့လျှို့ဝှက်ညှိနှိုင်းမှုတွေရှိနေပြီးတွေ့ဆုံဆွေးနွေးဖို့သဘောတူထားပြီးလည်းဖြစ်ပါတယ်။